မန်နီကိုင်းချွန်နဲ့မကျိုးဆိုပါတယ်ကျွန်တော်ကိုတိုက်တရရခိုင်နှုတ်ပတ်စာထုတ်ယူထားတဲ့ app လေးအသက်တကူပဲဖြစ်ပါတယ် app လေးကို download ဆွဲပြီးလက်ယုံနဲ့ခဏလေးခစားပြီးတော့ပတ်စာချီချီထုတ်လို့ရမယ့် app လေးတကူပဲဖြစ်ပါတယ် paper account စီတဲ့သူတွေ paper account စီတို့ဖြစ်နေတဲ့သူတွေဆိုရင်လောကအတော့ပြူရအစပြေမှာဖြစ်ပါတယ်ဂိတ်လောကဆော့စရာမလိုပဲနဲ့ကြောင်ညာကြည့်ပြီးတော့ပတ်စာဆောင်လို့ရမှာဖြစ်ပါတယ်ကျွန်တော်နဲ့တူဗီဒီယိုလေးကို like ဆက်လေးလုပ်ပြီးတော့အစောတီး like ပါချီဆူသွားလဲရအောင်ပေါ့နော် okay ဒီ app လေးကဆိုရင်အခုပဲ download ဆွဲပြီး live ရုံနဲ့ခဏလေးကစားပြီးတော့ပတ်စံချစ်ချစ်ထုတ်လို့ရမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ payback account လေးတွေမှာစီတို့ဖြစ်နေတဲ့သူတွေဆိုရင်ဒီ app လေးထဲကနေကျွန်တော်တို့ကဒီပတ်စံလေးတွေကိုအလွယ်တကူထုတ်ယူပြီးတော့ payback account လေးထဲမှာစီတို့ဖြစ်နေတဲ့သူတွေစီတို့ကွဲအောင်လေးလုံးလို့ရမယ့် app လေးတစ်ခုပဲဖြစ်ပါတယ်ဟုတ်ပြီဒီ app လေးကဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းတရားရခိုင်တော့ပတ်စံထုတ်ယူထားခြင်းဖြစ်ပြီးတော့ app လေးကိုအခုပဲ download ဆွဲပြီး live ရုံနဲ့အခုပဲပတ်စံထုတ်လို့ရမယ့် app လေး းဖြစ်တာကြောင့်မလို့ကျွန်တော် recommend ပေးခြင်းပါတယ်ဒီ app လေးကိုရယူမယ်ဆိုရင်ကိုလူတို့ဖုန်းထဲမှာ CDW ပေးလေးတခုခု connect တဲ့လုပ်ပေးထားရမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့လေးကနေတဲ့ချေဝေလိုက်ပြီးဆိုရင်ဒီ app နေနဲ့ logo လေးကိုတခြားကြည့်ပြီးတော့ install လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖုန်းစကွယ်လေးတစ်ခုရောက်ရှိလာပြီးဆိုရင်ဒီကောင်လေးတစ်ခုတစ်ချေဝေလိုက်ပါပထမဆုံးသူလောက်ခိုက်တဲ့ asset တွေကိုလုပ် ပြီးတော့ဒီနေရာလေးကိုရောက်ချင်းလာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရင်ကိုလူတို့အနေနဲ့ပထမဆုံးဂဲလေးတွေမှာကစားချင်တဲ့ကိုလူတို့အတွဲဆွေရေပေါ့နော်ဒီမှာ surprise ဆိုရင်နေရာလေးကိုတချင်နှိပ်ပြီးတော့ဒီမှာဒီဘောင်လေးထဲကနေပေါ့နော်ကွိုင်လေးတွေကိုကတ်ဆတ်လို့ရမှာဖြစ်ပါတယ်ဒီတို့ကတ်ဆတ်ဖို့ဆိုရင်ဒီအားက open ဆိုတဲ့နေရာလေးကိုတချင်နှိပ်ပြလိုက်ပါကျွန်တော်ကတော့ဒီနေရာမျိုးဥပမာအနေနဲ့ပြောပြပေးမှမလို့ဒီမှာကြော်ညာလေးတစ်ပုဒ်ကိုကျွန်တော်ကြည်ပြီးတော့ကိုလူတို့ကိုကျွန်တော်ပြောပြပေးမှဖြစ်ပါတယ် open ဆိုတဲ့နေရာလေးကိုတချင်နှိပ်ပြလိုက်ပါဒီလိုကျွန်တော်တို့ခဏလေးစောက်ပေးလိုက် က်ယူနေပေါ့နော်ကြောင်ညာလေးတစ်ပုတ်တိတ်လာမှာဖြစ်ပါတယ်ကြောင်ညာလေးကိုကျွန်တော်ကြောင်လိုက်မှာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်တို့ကြောင်ညာလေးပြီးသွားတဲ့အခါမှာဆွေးဒီမှာခလာလေးစောက်ပေးလိုက်ယူနေဒီလို꽌လေးတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီလို꽌လေးတွေကဆိုရပေါ့နော်ဒီမှာဝက်စုပူလေးတဲကိုကျွန်တော်တို့ရောက်စီသွားမှာဖြစ်ပါတယ်တကယ်လို့ကိုလူတို့ကဒီမှာခက်မိုးဆွေနေရာလေးကိုနှိပ်ပြီးတော့ပေါ့နော်ဒီ꽌ရဲ့29ရောက်စီမှာပဲဖြစ်ပါတယ်ဒီမှာဆွေးကျွန်တော်ကဒီကြောင်ညာတစ်ပုတ်ကိုကြည်ပေးလိုက်တာပေါ့နော်꽌ပမာဏကဆွေးဒီမှာ1600ကျော်ရောက်စီသွားတာပဲဖြစ်ပါ ါလေတကယ်လို့ကိုလူတို့အနေနဲ့ဒီကမ်းမိုးဆွေနေရာလေးကိုနှိပ်ပြီးတော့ဒီ꽌လေးတွေကိုထမ်းမှန်ရယူလို့ရမှာဖြစ်ပါတယ်ဒီလိုက်ကျွန်တော်တို့ကြုံရလေးတွေထိုက်ကြည့်ပေးုံနဲ့ဒီထဲကနေ꽌လေးတွေကိုမြ мян ဆောက်ဖွေလို့ရမှာဖြစ်ပါတယ်05 05ကထုတ်ယူချတဲ့ကိုလူတို့အတွဲဆွေရဲ့ပေါ်လို့꽌တောက်ပြီးတာနဲ့ဒီထဲကနေပတ်စံလေးတွေကိုအလွယ်တကူထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာဥပမာအနေနဲ့ပြောပြပေးနေတာမို့လို့ပေါ့နော်ဒီအောက်က no တိုက်ခူးကိုပဲကျွန်တော်နှိပ်လိုက်မှာဖြစ်ပါတယ်노တိုက်ခူးဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ရ ရရှိလာတဲ့ quality လေးတွေကိုဒီအပေါ်မှာသူကပြပေးมาဖြစ်ပါတယ်။ Okay ဒီတဲကနေကျွန်တော်တို့က quality စာနီလန်းလေးကိုကိုလူတို့တင်စီလောက်မယ်လို့ကျွန်တော်ထင်မိပါတယ်။ဒီမှာဆိုရင်လည်းပဲကျွန်တော်တို့ဒီ web စုပူလေးထက်ကိုတစ်ချက်ဝယ်ကြည့်လိုက်ရအောင်ပေါ့နော်။ web စုပူလေးထက်ကိုဝယ်ကြည့်လိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ကဒီနှစ်နာရီအတွင်းမှာပေါ့နော်ကျွန်တော်တို့ရရှိလာတဲ့ဒီ diamond လေးတွေကိုဒီတဲကနေထုတ်ယူလို့ရမှာဖြစ်ပါတယ်။တို့ဒီ quality တွေကဆိုရင်ပေါ့နော်ဘာမှထွေထွေတူတူပျော်ပျော်နေစမ်းမလို့ပါဘူး။ကိုလူတို့အနေနဲ့လိုက်ပြီးတော့စက်တာကြည့်လိုက်ပေါ့နော်။ဒီတဲကနေ gate လေးတွေ ကစားမဲ့ဆွေဒီအောက်ကလည်းပဲသူ့ဆွေနေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ခဏလေးစားပေးလိုက်ရမှာဖြစ်ပါတယ်ဒီခဲလေးတွေကိုကျွန်တော်တို့လွယ်လွယ်ကူကူကစားပြီးတော့ပေါ်တော့ဒီထက်ကနေကွိုင်လေးတွေကိုအလွယ်တကူစားပေးလို့ရမှာဖြစ်ပါတယ်ဒီမှာဆွေကျွန်တော်တို့တူညီတဲ့အရာလေးတွေကိုရွေးပေးရမှာဖြစ်ပါတယ်ဒီလိုရွေးပေးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာအဲကျွန်တော်တို့ရဲ့ဒီရရှိလာတဲ့ kwai ပမာဏလေးကိုဒီမှာသူကပြပေးထားမှာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်တို့ရရှိလာမဲ့ kwai ပမာဏလေးပဲဖြစ်ပါတယ်ဒီမှာဆိုလည်းပဲ kwai ပေါ်တော့ဒီ kwai ုင်လေးတွေကိုစာသူအနေနဲ့ရယူချင်တဲ့ကိုလူတို့အတွဲဆွေရေပေါ့နော်ဒီမှာဂမ်မိုးဆွေနေရာတွေကိုနှိပ်ပြီးတော့ဒီ콰လေးတွေရဲ့နှစ်ဆသုံးဆကိုကျွန်တော်တို့ကကြောင်ညာထိုက်ကြည့်ပေးရုံနဲ့ဒီတဲကနေရယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ콰လေးတွေမယူပြနေတော့ဘူးပေါ့နော်콰လေးတွေမယူတော့မှလို့ဒီအောက်ကအုတ်လေးဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မှာဖြစ်ပါတယ် โอเคကျွန်တော်တို့ဒီလိုနှိပ်ပေးလိုက်ပြီးဆွဲကျွန်တော်တို့ရဲ့ဂဲလေးကပေါ်တော့ဒီ house ဆောင်မြင်းသားလေးထဲကိုပြန်ပြီးတော့ရောက်စီသွားပါလိမ့်မယ်ဟုတ်ပြီဒီထဲကနေပတ်စပ်ထုံးလေးကိုကျွန်တော်တချေပြောပြပေးမှာဖြစ်ပါလေပေါ့နော်ပတ်စပ်ထုံးမဲ့ဆွဲကိုလူလူကဒီအပေါ်ကကျွန်တော်တို့ဒီ quiet အနီအောင်လေးကိုတချေဝယ်လိုက်ပေါ့နော် โอเคဒီလိုဝေလိုက်ပြီးဆွေကိုလူတို့ကဒီမှာပေးပန်နဲ့ပတ်စံထုံးလို့ရမှာဖြစ်ပါတယ်ပတ်စံထုံးမဲ့ဆွေ wallet တွေကိုရွေးမဲ့ဆွေဒီမှာကျွန်တော်တို့ဒီမြောင်းလေးကိုတစ်ချက်နှဲပေးလိုက်ပါဒီလိုနှဲပေးလိုက်ပြီးဆွေဒီမှာကျွန်တော်တို့ပတ်စံထုံးလို့ရမယ် wallet တွေကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာဒီပေးပန်နဲ့ပတ်စံထုံးမှာမဟုတ်လို့ပေါ့နော်ပေးပန်လေးကိုပဲတစ်ချက်ရွေးပေးလိုက်မှာဖြစ်ပါတယ်ဒီလိုရွေးပေးလိုက်ပြီးဆွေကိုလူတို့အနေနဲ့ဒီမှာပေးပန်လေးကပေါ်လာမှာဖြစ်ပါတယ်ဒီကောက်လေးကဆွေပေါ့နော်အနည်းဆုံးပမာဏ0501ဒေါ်လာကနေစတင်ထုတ်ယူလို့ရမှာဖြစ် ်ပါတယ်ကျွန်တော်ကတော့ဒီမှာ0501ဒေါ်လာကျွန်တော်ထုတ်ယူပြီးပြီမို့လို့ဒီနေရာလေးမှာထုတ်ပြလို့မရပေးမရတော့ဘူးပေါ့နော်ကျွန်တော်ထုတ်ယူထားတဲ့ဒီပမာဏလေးတွေနဲ့ကျွန်တော်ပတ်စပ်ထုတ်ယူတဲ့နည်းလမ်းလေးကိုကျွန်တော်ဆက်ခွဲ source လေးကိုတစ်ချက်ပြမယ်ပေါ့နော်ဘယ်လိုပတ်စပ်ထုတ်လို့ရမလဲဆိုတာလေးကိုကျွန်တော်ဒီမှာအသေးစိတ်ကိုလူတို့ကိုပြောပြပေးမှာဖြစ်ပါတယ် โอเคဒီမှာဆွဲကျွန်တော်တို့ဒီအာ quite တောက်ပြီးသွားတဲ့အခါမှာဆွဲဒီမှာသူက0501ဒေါ်လာကိုထုတ်ခွဲပေးมาဖြစ်ပါလေဒီကားလေးကိုနှိပ်ပေးလိုက်ပြီးဆိုရင်နောက်ထပ်အစိမ်းမဆွဲကျွန်တော်တို့ရဲ့ဒီ paper ကဖိတာတဲ့ email လေးကိုထပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ထုတ်ယူမဲ့ပမာဏလေးကိုဒီမှာသူကပြပေးมาဖြစ်ပါတယ် paper နဲ့ထုတ်ယူมาဖြစ်လို့ paper လေးကိုကျွန်တော်တို့ကရွေးပေးထားရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ paper ကဖိတာတဲ့ gmail လေးကိုဒီလိုထပ်ပေးလိုက်ပြီးဆိုရင်မှန်မှန်မှန်ပေးချလေးဆက်စစ်ပြီးပေါ့နော်မှန်ကန်ပြီးဆွဲကျွန်တော်တို့ကဒီအောက်က sms ဆိုတဲ့နေရာလေးကိုနှက်ပေးလိုက်မှဖြစ်ပါတယ်ဒီကောင်လေးထဲကနေပတ်စံထုံးမဲ့ဆိုရင်ပေးပန်ကစီတာပူတော့လို့မှဖြစ်ပါတယ်ပေးပန်ကမက်ဆီတဲ့သူတွေဆိုရင်ဒီထဲကနေပတ်စံထုံးလို့အစစ်ပြေမှာမဟုတ်ပါဘူးပေါ့နော်ခေပေးဝပေးတူနဲ့ပါမှကျွန်တော်တို့ထုံးစရာမလိုပါဘူးပေးပန်ကစီမတာဒီထဲကနေပတ်စံထုံးသူရမှဖြစ်ပါတယ်โอเคတကယ်လို့ကျွန်တော်တို့ကဒီပတ်စံထုံးယူခြင်းအမအောင်မြင်တဲ့အခါမှာဆိုရင်ပေါ့နော်ဒီလိုပဲကျွန်တော်တို့ကစစ်တိုင်းကျွန်တော်တို့ထုံးယူပေးရမှဖြစ်ပါတယ်ဒီလိုထုံးယူလို့အောင်မြင်သွားတဲ့အခါမှာဆိုရင်ဒီလိုပြပေးမှဖြစ်ပါတယ်ဒီမှာဆိုရင် order number ကျွန် ျွန်တော်တို့တိုးတက်ပါမနာဒီမှာဆွေး free ပေါ့နော်ဒီဒီအမဒီမှာဆွေးကျွန်တော်တို့တိုက်ပေါ့နော်အောက်မှာဆွေး email စာစီတဲ့ဒီ information လေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏကဆွေးဒီမှာ0501ဒေါ်လာပဲဖြစ်ပါတယ် okay ဒီအောက်မှာဆွေးကျွန်တော်တို့ paypal gmail တွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ account လေးထက်ကိုပေါ့နော်ပတ်စံထုတ်ယူချေကဆွေးအခုထအခုချစ်ချစ်ကျွန်တော်တို့ရဲ့ဒီမှာ paypal account လေးထက်ကိုပတ်စံဝေလာမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာ0501ဒေါ်လာထုတ်ယူထားတာလေးကဆွေးအခုထအခုချစ်ချစ် paypal အကောင့်လေးထက်ကိုပတ်စံဝေလာလာပဲဖြစ်ပါတယ်ဟိုလူတို့ယုံလားမယုံလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့ရဲ့ဒီ PayPal account လေးထက်ကိုကျွန်တော်တချေဝေပြမှာဖြစ်ပါတယ်ဒီမှာဆွေးလဲကျွန်တော်တို့ထုတ်ယူထားတဲ့ပမာဏလေးပဲဖြစ်ပါတယ်ဒီ gain လေးတွေကဆွေးဘလို့လူတွေအသေးတော်လဲဆိုတာကကျွန်တော်တို့ဒီ PayPal account လေးတွေကိုအခုမှစတဲ့အသုံးပြုနေတဲ့သူတွေ PayPal account ထဲမှာစီးတို့ဖြစ်နေတဲ့သူတွေဆွေးဒီထက်ကနေပတ်စံလေးတွေကိုကျွန်တော်တို့ကဒီစီးတို့ကွဲတဲ့ပမာဏလေးတွေကိုထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီမှာဆွေးလဲပဲကျွန်တော်တို့ပမာဏလေးတွေအလိုက်ထုတ်ယူလို့ရမှာ ဖြစ်ပါတယ်ကျွန်တော်တို့တကယ်လို့05 1ဒေါ်လာထုတ်ယူမှဆွဲ quarter သိန်းလို့မှာဖြစ်ပြီးတော့055ဒေါ်လာထုတ်ယူမှဆွဲ quarter ငောသိန်းလို့မှာဖြစ်ပါတယ်ကျွန်တော်တို့1ဒေါ်လာထုတ်ယူမှဆွဲ quarter 1 million လို့မှာဖြစ်ပြီးတော့ငောဒေါ်လာထုတ်ယူမှဆွဲ quarter ငောတန်းလို့မှာဖြစ်ပါတယ်ဒီထဲကနေကျွန်တော်တို့ gain source အမလို့ပဲနဲ့အလွယ်တကူကြော်ညာလေးတွေကြည့်ပြီးတော့ပတ်ဆက်ဆောင်လို့ရမှာဖြစ်ပါတယ်ဒီအကြောင်းအရာအသေးစိတ်ကိုကိုလူတို့နားလည်မယ်လို့ကျွန်တော်ထင်မိပါတယ်ပတ်ဆက်ထုံးလေးကိုလည်းကိုလူတို့အသေးစိတ်သိစင်းနားလည်မယ်လို့ထင်မိပါတယ်ပေါ့လို့ နောက်ထပ်ဗီဒီယိုမှာဒီလိုတရားရခံလို့ပေးတဲ့ APP တွေနဲ့တို့ကျွန်တော်တို့ထပ်မံပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်